မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနကြီးထိတ်တန်းတဲ့ရင်များကိုတင်ဆက်ပေးပါမယ်။အခုတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဒီတစ်ခါခင်းကြီးအလှဲ့လာမြန်မာနိုင်ငံတွင်စစ်ကောင်ဆောင်များ၏အခိုင်အခံအဖြစ်အသုံးတော်ခံလာသည့်ကျန်းဖို့ပါတီ၏လက်ရှိကောင်ဆောင်ခင်းကြီးသည်ပါတီရန်ပုံငွေမှကျပ်ငွေဘီလီယံနှင့်ချီ၍တားဖြစ်သူပိုင်ကုမ္ပဏီတို့လွှဲပြောင်းပေးခဲ့မှုကိုမြန်မာနောင်တဲ့ရင်ကဖွင့်ချလိုက်ပြီးဖြစ်ပါသည်။ ကုမ္ပဏီများမှတ်ပုံတင်လုပ်ငန်းများနဲ့ပါတီကောင်းဆောင်ပိုင်းနဲ့နှီးဆက်သောသတင်းရက်ကွက်များအဆိုအရနေပြီးတော့ရှိငလင်တန်းကြောင့်ပြက်စီးသွားသောကျန်းဖို့ရုံအောင်ပြန်ဆောက်ရန်ဆိုကာတားဖြစ်သူပိုင်း Ampro ဆောက်လုပ်ရေးကုမ္ပဏီတို့ကျန်းဝင်1ဘီလီယံပေးခဲ့သည်ဟုသိရပါတယ်။အဆိုပါကုမ္ပဏီအားမှတ်ပုံတင်ထားသူသည်ထက်ရက်နိုင်ဆိုဖြစ်သည်ဟုမှတ်တမ်းများတွင်ဖော်ပြထားပါတယ်။ကျန်းဖို့ပါတီမှတာဝန်ရှိသူများကပြန်လည်တိဆောက်ရမည်ကုန်ကြစရိတ်ကိုခမန်းတွက်ချက်ပေးရန်မူလတိဆောက်ခဲ့သည့် အေးချမ်းသာကုမ္ပဏီအားစေခိုင်းခဲ့သည်အဆိုပါကုမ္ပဏီမှာ2.3ဘီလီယံကျပ်ဖြင့်အဆိုပြုချက်တင်ပြခဲ့သည်။ထို့သောဈေးနှုန်းထိသွားပြီဖြစ်၍ခင်ရီသားဤအမ်ဘရိုမှဈေးအနှင်းငယ်လျှော့ချက2.2ဘီလီယံဖြင့်အဆိုပြုလာခဲ့သည်။ကျပ်ဖို့တည်လိမ်ဈေးနှုန်းသက်သာသည့်ခင်ရီသားကုမ္ပဏီတို့ပေးရဖို့သာရှိတော်သည်။ထို့သောလုံထုံလုံဤနှင့်မညီသည့်အဖြစ်ကိုကန့်ခွက်ခဲ့သူသည်ပါတီဥက္ကဋ္ဌ၃ဖြစ်သူဒူဘိုချုပ်ကြီးဟောင်းမျိုးစော်သိန်းသာရှိသည်ဟုဆိုသည်။ ကျန်လူများကမကျေနပ်တော်လေဥက္ကဋ္ဌဖြစ်နေပြီးနှုတ်ဆက်နေကြသည်ဟုဆိုသည်အာနာယပါကဂျောင်းထိုးခံရပြီးဆို၍လည်းဖြစ်နိုင်သည်ပြန်လည်တိဆောက်ရေးလုပ်ငန်းသည်နိုဝင်ဘာလတွင်စတင်လာပြီးကျပ်ငွေ1ဘီလီယံအထိဖေးချေကြရပြီးဖြစ်သည်ဟုဆိုသည်အမ်ပရိုအာနေပြီးတော့ရှိတခိနာတီရီယုံကိုတာမကတက်ကုံနေပြီးတော့ပြည်တော်စုနေမည်နောက်ချိုမျိုးရှိမိလောင်ပြည့်စည်သွားသောယုံကိုပါခင်းစင်ဆောက်လုပ်ရန်လုပ်ငန်းချပေးထားသည် ကုန်ချမီငွေပမာဏကိုမူထုတ်ဖော်ပြောဆိုခြင်းမရှိဟုသိရသည်။တခိနာတီတီမြို့နယ်ရွှေပြားပင်ရက်ွက်ရှိပါတီယုံကိုဖြင်းစင်ဆောက်လုပ်နေသည်ကိုလည်းကုမ္ပဏီ e-ticket အကောင့်တွင်ပြသထားသည်။ဝမ်ပိုက်ကိုတန်းတဲ့18ချက်မှန်ကဲ့ဘူးသည်ဟုကြွေးကြော်ထားသောအသက်82နှစ်ရှိခင်ကြီးတွင်သားသမီး၃ယောက်ရှိပြီးထက်ရနိုင်သောသမီးခင်မျိုးမြတ်စိုးမေဖြူပွင့်စိုးတို့ရှိသည်။ခင်ရီ2020ရွေးကောက်ပွဲလက်ကမ်းစာဆောင်တွင်၎င်းဤသားသမီး၃ယောက်စလုံးမာစတာဒီဂရီများရရှိထားသည်ဟုဖော်ပြထားသည် ထက်ရနိုင်ဆိုသည်မဲပုံတက္ကသိုလ်မှမာစတာဖွဲ့ကိုရရှိခဲ့သည်ဟုဆိုသည်အလုံးအတွက်အံအားသင့်စရာဖြစ်ခဲ့ရသည်ကခင်းရီသားပိုင်အမ်ဘရိုအာငလင်မလုံးမီအချိန်အထိတည်သူနေနေခြင်းဖြစ်သည်နေပြီးတော့ရှိဆောက်လို့ရေလောကတွင်ကာလကြာမြင့်စွာလှုပ်ခိုင်နေသည်အမှုဆောင်ဒါရိုက်တာတဦးက၎င်းအနေဖြင့်ထိုနမည်ကိုကြားပေမကြားဘူးပါဟုပြောပြခဲ့သည်ခင်းရီသည်စစ်အုပ်စုဤရွေးကောက်ပွဲတွင်နေပြီးတော့ရှိစရာတီရီအာကိုစားပြုပြီးဝင်ရောက်ရှင်ပြန်ပြီးဖြစ်ပါသည် ရှာဖို့တင်ဇီယာတိတိနေမြေတွင်2010မှစ၍ရွေးကောက်ပွဲတိုင်းအနိုင်ရခဲ့ပြီးခင်ဤအဖို့အရွေးခံရဖို့အထူးအဆုံနေမြေဖြစ်နေသည်ထို့သောခင်ဤသည်မဲဆွယ်စီယုံရစ်ကိုအကြီးအကျယ်ပြုလုပ်နေပြီးသမီးဖြစ်သူမေပွင့်ဖြူဆိုသည်လည်းဖခင်နှင့်အတူတက်ကြွစွာပတ်ဝန်းလျက်ရှိသည်တချို့ကခင်ရီဤအပေါင်းနှက်ထွက်နေသောအချင်းပြတ်မှုများနှင့်ယာဒူးအာနာကိုအလွဲသုံးစားလုပ်ခဲ့မှုများကြောင့်စိတ်ပြတ်နေကြသည်ဟုသိရသည် ခရီးသည်အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင်ဂျန်ဖော့ပါတီဥက္ကဋ္ဌအဖြစ်အစိုးရစန့်ကျင်ရေးလုပ်ငန်းများကိုလှုံ့ဆော်စီရင်ခဲ့သူဖြစ်သည်ရခိုင်ဝင်ကြီးဟောင်းစိုးသိမ့်ဤစာအုပ်တွင်အနည်းဆုံး၁၇ကြိမ်ခန့်စစ်တပ်လိုလာသည့်ဆန္ဒပြပွဲများလှုပ်ခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်တွင်လည်း၁၇ကြိမ်ခန့်လှုပ်ခဲ့သည်ဟုရှင်းသားထားသည်မြေအောင်လိုင်းကအာဏာသိမ်းပြီးနောက်တွင်၎င်းအားဘိုးသိမ်းစိန်လက်ထက်ကလိုဒူဝင်မှုဝင်ကြီးအဖြစ်တစ်နှစ်ခန့်ပြန်လည်ခန့်အပ်ပေးခဲ့သည် မင်းအောင်လိုင်ကရွေးကောက်ပွဲအပြီးတွင်ခင်ရီဤသက်ဆာရှိမှုကိုစုလက်မြည်သို့သောယာတူးမျိုးပေးမည်ဆိုသည်ကစောင့်ကြည့်ရအောင်မည်ဖြစ်သည်ဟုရှင်းတာထားသည်။ထို့မဟုတ်ယခုလိုသတင်းမျိုးဖြင့်မင်းအောင်လိုင်အဖို့ခင်ရီအားတောင်းထိုးဖို့အခွင့်ရရသွားပြီလားဆိုသည်ကိုလည်းစောင့်ကြည့်ရအောင်မည်ဖြစ်သည်။မဖြစ်မနေမဲပေးရဖို့ဖြစ်လာကပေမဲလှုပ်၍မရသည့်အတူတူကြံဖို့မှလွဲ၍အခြားပါတီများတဲ့ထဲမှဖြစ်ပေမည်။ထို့မှသာစစ်အုပ်စုအချက်ရိုက်အောင်ထိုးနှက်နိုင်မည်ဖြစ်သည်။ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်။ မြောက်ဝတီမြို့နယ်မစ်လက်ပန်ရှိ DKPA ဘိုးတခွားဒီပိုင်ကြားဖြတ်ရုံကို KNL ကဝင်ရောက်စီးနှင်းပြီးလက်နက်186လက်ကိုသိမ်းဆီးက DKPA အဖွဲ့ဝင်တချို့ကိုထိန်းသိမ်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်မစ်လက်ပန်ကျေးရွာရှိ DKPA မှာဘိုးတခွားဒီပိုင်ကြားဖြတ်ငွေလင်ကိုင်းအလုပ်ယုံတစ်ခုကို KNL ကဝင်ရောက်စီးနှင်းပြီးလနဲ့186လမ်းနဲ့ DGPA အဖွဲ့ဝင်20ဦးကိုထိန်းသိမ်းခဲ့ကြောင်းခရင်စစ်ရေးတရင်ရမြက်ကပြောပါတယ် နိုဝင်ဘာလ22ရက်နေ့ KNL မှစစ်ကြောင်းကမင်းလက်ပန်ကြီးရွာရှိ DKPA မှဘူသခွားသီးလုံခြုံရေးယူပေးလုပ်ကိုင်နေသောကြားဖြတ်အလုပ်ယုံကိုပင်ရောက်စီးနင်းခဲ့ကြောင်းရင်းတို့စီးနင်းရာတွင်ပြစ်ခတ်မှုတချို့ရှိခဲ့ကြောင်းရင်းနောင်ကြားဖြတ်အလုပ်ယုံကိုလုံခြုံရေးယူပေးထားသော DKPA တပ်ဖွဲ့ဝင်20ဦးကိုထိန်းသိမ်းခဲ့ပြီးလက်နက်စုစုပေါင်း186လက်ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါသည် ။ DGPA ဘိုးသခွားသည်နဲ့အဖွဲ့တွေကတော့စကားဆရှိတဲ့မြောက်ဝတီမျိုးဘက်ရှောင်ပြေးသွားတယ်။ဘိုးသခွားသည်လုံခြုံရေးယူပေးထားတဲ့ကြားဖြတ်ရုံတွေမှာတရုတ်တွေလည်းမရှိတော့ဘူး။အကုန်ပြေးကုန်ကြပြီဟုခရင်စစ်ရေးတရင်ကြီးမြတ်ကပြောဆိုပါတယ်။မြောက်ဝတီမြို့နယ်မင်းလက်ပံကြေးရွာအနီးတွင်စစ်တပ်စစ်ကြောင်းနှင့် KNL တပ်များအကြားနိုဝင်ဘာလ22ရက်နေ့ကတည်းကတိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်ကပြစ်ခတ်တော်လက်နက်ကြီးကြီးနဲ့လက်နက်ငယ်ကြီးများမှထိုင်းနိုင်ငံအတွင်းသို့ကျရောက်ခဲ့ကြောင်းထို့ကြောင့်နိုဝင်ဘာလ22ရက်နေ့တွင် ထိုင်းစစ်တပ်ကမြန်မာဘက်သို့တရီပေးသည့်အနေဖြင့်လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ဒီနေ့လည်း KNL မဟာမိတ်တပ်တွေနဲ့စာကာမတပ်တွေမင်းလက်ပံတင်ချိုင်းဘက်မှတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်။ဒီနေ့ထိုင်းဘက်ကြီးကြောင်းမှုတွေဆက်ဖြစ်နေတယ်ဟုခရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။လာတလောမြောက်ပြည်မြို့နယ်မင်းလက်ပံကြီးရွာတွင်တီတွေ့တိုက်ပွဲများကြောင်းအစိုးပါကြီးရွာမှပြည်သူ300ကျော်မှထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကံပေတို့ဖွဲ့ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် ဆက်လက်ပြီးပေါင်းနေမြိုင်အဆက်တွင်စစ်တပ်လေဒီပြက်ကြခဲ့သောနေရာကိုလာရောက်ရှာဖွေသည့်စစ်တပ်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်သား၄ဦးထိခိုက်သေဆုံးစစ်မှုထမ်းတပ်သားတဲ့၃ဦးလည်းအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်နှင့်မြိုင်မြို့နယ်အဆက်တွင်စစ်တပ်လေဒီပြက်ကြခဲ့သောနေရာကိုလာရောက်ရှာဖွေသည့်စစ်တပ်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်သား၄ဦးထိခိုက်သေဆုံးကစစ်မှုထမ်းတပ်သားတဲ့၃ဦးလည်းအလင်းဝင်ရောက်ခဲ့ကြောင်းမြိုင်ပကဖကထုတ်ပြန်ထားပါတယ်။ ယနေ့နိုဝင်ဘာလ23ရက်နေ့နနက်အစောပိုင်းတနာရီ30မိနစ်ခန့်တွင်ပေါင်မြို့နယ်တွင်ညံမြို့နယ်ထိစပ်နေသောနေမြင့်များဖြစ်သည့်နတ်သက်ရွာ၊တဲကြီးရွာ၊ကန်သစ်ရွာ၊ကဘာဖြူရွာ၊ကြောက်ခွက်ရွာအနီးစက်တက်လီဒီပြတ်ကျခဲ့သောနေရာကိုလာရောက်ရှာဖွေသည့်အကြမ်းဖက်စစ်တပ်နှင့် လာရောက်ရှာဖွေသည့်အကြံဖတ်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များမိနစ်20ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။တိုက်ပွဲတွင်အကြံဖတ်စစ်တပ်ဘက်မှမျက်မြင်လေးဦးလဲကျသွားပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိကာတက်ပြန်ခောက်သွားကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုလည်းလက်နက်ကြီးများဖြင့်အချက်ရေပေါင်းများစွာရန်တမ်းပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ထို့ပြင်တိုက်ပွဲအတွင်အထိနာခဲ့သောအကြံဖတ်စစ်တပ်သည် Jet Fighter ဖြင့်ပေါင်းမြို့နယ်နှင့်မြန်မြို့နယ်ထိစပ်နေသောကြီးရွာများကိုလေကြောင်းဖြင့်၃ချိန်ဖုံးကျက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ရင်းဆက်ကြောင်းသည်ပေါင်းမြို့နယ်ရွှေပုံသာပြူစောတိရွာမှထွက်ခွာလာပြီးဂျိုင်းဆောင်ထန်းပေါကုံဖလန်ကိုင်းတစ်ကြီးတော် ကြောက်တိုင်ခင်ညောင်စင်ရွာများကိုလည်းဝင်ရောက်ဝင်နောက်ကမိရှို့ဖျက်ဆီးပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းထို့ပြင်စစ်ကြောင်းသည်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းပြည်သူပိုင်ကြောက်ဝက်နှွားများကိုမတရားတပ်ဖြတ်စားသုံးခြင်းတို့လှုပ်ဆောင်ခဲ့ပြီးဖလံကိုင်းကြီးရွာတွင်အခြေပြုပြီးလှုပ်ရှားနေခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူထိုစစ်တပ်စစ်ကြောင်းမှတပ်မ69လက်အောက်ခံတရင်ခလာရ438ခလာရ439တရက်မှအပတ်စဉ်72တပ်သားတန့်စဉ်တပ်သားတင့်ထောအပတ်စဉ်71မှတပ်သားအောင်မိုးဦးတို့ အပတ်စဉ်စက်တင်ဘာတက်တာအောင်မိုးတို့၃ဦးသည် MA1 သနတ်၃လမ်းကြီးပေါက်၃ခု၎င်းကြီး88တောင်တို့ဖြင့်ပောက်ပကဖားနှင့်ညိုင်ပကဖားထံသို့ယနေ့နနက်8:55မိနစ်ခန့်တွင်အလင်းဝင်ရောက်လာကြောင်းရင်းစစ်မှုရန်တက်တာတင်များသည့်မန္တလေးနှင့်ရှမ်းပြည်နယ်တို့တွင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်တင်နံကြောင့်ပို့ဆောင်ခံရသူများဖြစ်ကြောင်းသိရပါသည် နိုဝင်ဘာလ22ရက်နေ့နံနက်4:00နာရီခန့်ကလေဖလန်ကိုင်းကြီးရွာမှထွက်ခွာလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ပေါင်မျိုးနှင့်ကဘာဖြူကြီးရွာသို့ဝင်ရောက်လာစဉ်ဒေါ်လန်ရီတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့်ကြောင်းဒေါ်လန်ရီတပ်ဖွဲ့များက၎င်းစစ်ကြောင်းကိုလိုက်လံရှာဖွေ၍အချိန်ပေါင်းများစွာထိတွေ့တိုက်ပွဲဖော်ဆောင်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူများပြပြီးထန်းစင်များဖြင့်သွာလာနေသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်းမြိုင်ပါကဖကပြောဆိုထားပါသည်အဆိုပါတိုက်ခိုက်မှုကို MGY PDF မြိုင်ပါကဖပောက်ပါကဖ YDF နှင့် ို့နယ်များမှ LPDF များနှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။